လုံးမင်္ဂလာပါနော်ဒီနေ့ကတော့ဒီနေ့ကတော့ဒီနေ့ကတော့နော်အိမ်မတမ်းမအခုအတိုးတွေရများနေတယ်တချို့အိမ်တွေတချို့တွေအိမ်ဝယ်ဖို့ဝင်ငွေရှိရတော့မှမဟုတ်အတိုးတွေများလို့အိမ်မဝယ်နိုင်ဘူးဖြစ်ကြရပေါ့နော်အဲ့လူအတွက်ဒီနေ့တော့ကျွန်တော်တည်ငောင်းတစ်ခုပြောပြချင်တယ်အဲ့ဒီတည်ငောင်းကဘာလဲဆိုတင်းရဲ့အတိုးက3.5နဲ့ရမှာဖြစ်တယ်နော်3.5ဆို3.5%ဆိုတော့ဘယ်နေရာမှာမမရနိုင်တဲ့အရာဆိုတော့ကျွန်တော်ဒီနေ့ ိတ်ဆွေကအေးဝေဖို့ ready ဖြစ်နေပြီအာ down payment နဲ့ပတ်စံရှိတယ်ဝင်ငွေရရှိတယ်ဆိုရင်ကျွန်တော်3.5%နဲ့8 day ကိုကျွန်တော်ပြောပြချင်တာဖြစ်တယ်ဒါမိတ်ဆွေက credit ရှိရမယ်နနစ်လောက်အလုပ်လုပ်တဲ့ history ရှိရမယ်တကယ်ဘာကနေပတ်စံချိမဆိုပေါ့တကယ်တော့ boss တွေဆိုတော့ down တခါလဲ down payment ဆိုရင်တော့ TA ကတခါလဲ cash out payment ဆိုတော့ဘာမှမလို့ cash နဲ့ဝေလို့ရပါတယ် ဆိုတော့ဒီအေကခုလောလောဆယ်ပေါက်ဈေးကတော့3သိန်း3900နဲ့4သိန်းချောင်းမှာရှိတယ်ဆိုတော့ဒီကအနည်းဆုံးကျွန်တော်တို့ဒီကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာအေပဝုချင်းနေပေါ့နော်ဒီအိမ်ရဲ့ပဝုချင်းနေမှာရောင်းတာကအနည်းဆုံး3သိန်း8000နဲ့ရောင်းနေတော့လဲကျွန်တော်တွေ့ရတယ်ပေါ့နော်3သိန်း8000နဲ့အဲအိမ်ရောင်းတာလဲတွေ့ရတယ်ဆိုဒီအေကတော့အနည်းဆုံးကတော့ကျွန်တော်တို့3.6တောင်းနဲ့3.4သိန်းဆိုတော့ကျွန်တော်ဒီကအခုလောလောရောင်းနေတာက 3,000နဲ့ရောင်းနေတာဖြစ်တယ်။ဒါပေမဲ့ဒီအင်ကိုဝယ်မယ်ဆိုတော့တကယ်တမ်းကိုက3.5%နဲ့အတုံးနဲ့ရချင်တယ်ဆိုရင်တော့ down payment တော့မြေမပေးရမယ်။အတူတူပဲဆိုရှီလုပ်တဲ့လူဆိုရင်တော့ boss တွေဆိုတော့ဒီအေကို3,000လောက် down payment ပေးပြီးမှ3 30စာချုပ်ချုပ်ဆရာမလို့ပဲနဲ့24နှစ်ပဲစာချုပ်ချုပ်ရတော့မှဖြစ်ပါတယ်။24နှစ်စာချုပ်ချုပ်ပြီးမှဒီအေကိုဝယ်လို့ရမှာဖြစ်ပါတယ်။ဆိုတော့ဒီအေရဲ့အနေထားအတာကတို့ living room ဖြစ်တယ်။ ဒီခန်းတော့ kitchen ဖြစ်တယ်အဟိုးအထဲမှာတခန်းဒီတခန်းကတော့အမ်ဟောသမင်းစားတဲ့နေရာပေါ့ဒီတခန်းကတော့ another living room ပေါ့တီးတန့် living room တစ်ခုရှိသေးတယ်ဆိုတော့ဒါဒီဒီဒီနှခန်းပေါ့ဒီတစ်ခုကတခန်းပေါ့ဆိုတော့ဒါကဒီဂျိုခန်းဒါကအိတ်ခန်းဒါလဲခန်း big ดอกคันตะคันရှိသေးတာဗောနดอกคันလည်းရှိတယ်ဆိုတော့ဒီကို မစ္စရိုစင်ဝင်စားတဲ့ဆိုရင်တော့အာဝယ်လို့ရပါတယ် ဆိုတော့ဒီမှာ kitchen site ပုံစံနဲ့ဒီလိုရှိတယ်ဆိုတော့ဒီအိမ်ကအဲ့လိုလေးလေဒါ living room ဒါကတီးတန့် living room တစ်ခုဟာမျိုးဒါဒီမှာခုနကျွန်တော်ပြောတဲ့အာ kitchen site ဘေးနားမှာ tenant ဆန်တဲ့အခန်းတစ်ခန်းရှိတယ်နေရာတစ်နေရာရှိတယ်ဒါလေးလောက်ထားပေးတယ်ဒီမှာလပါတယ်ပေါ့နော်ဒီလိုပုံစံလှလှလေးပုံစံလှလှလေးတွေလုပ်ပေးထားတာပေါ့နော်ဒီမှာလှလှလေးဒါကတော့အာအပိခံမအခန်းတမစ္ဆခံဘေးနားဒါကတော့ရေချိုးခန်း ဒါအခန်းခံဒါတိတန်ခံပေါ့ဘာအသေးခံအာဒါကတော့အာရေချုပ်ခံနေဒါတခြားနောက်တစ်ခုသူကသူဒီခံကအပြည့်စုံရှိတယ်ရေချုပ်ခံနဲ့အိတ်တာအပါ full battery ကနှစ်ခုနှစ်ခုပေါ့နော်ရှိပါတယ်ဒီအနောက်မှာခြာရမ်းကြည်တယ်ဒီအနောက်မှာလည်းခင်ဗျအေးဆောက်မယ်ဆိုတော့ဆောက်လို့ရပါတယ်เนาะဒါကတော့အထက်အလဲရုံဖြစ်ပါတယ်အလဲရခံပေါ့နော်ဒီအခန်းကအလဲရခံဖြစ်တယ် ဒီကအိမ်နောက်ဖိန်ပေါ့ဒါအိမ်နောက်ဖိန်ဒီတစ်ပိနဲ့တော့မရှိတော့အလုပ်ခုတ်လိုက်ပြီတစ်ပိနဲ့မရှိတော့အဲအနောက်နဲ့ကြည့်မယ်ဆိုတော့ဒီမှာဒီအိမ်ကတော့အနောက်နဲ့ကြည့်လို့ရပါတယ်ပေါ့ဒီပုံစံနဲ့ကြည့်လို့ရတာပေါ့နော်ဒီကတော့အာအခန်းအာပုံစံဒါတော့အနောက်အိမ်အနောက်နဲ့ကြည့်မယ်ဆိုရင်ဒီပုံစံရှိပါတယ်ဆိုတော့ဒီဟာရှေ့ကနေကြည့်မယ်ဆိုဒီပုံစံဒီပုံစံလေးကိုဒီအိမ်လေးကအမှတမလာတဲ့အိမ်ဖြစ်တယ်စိတ်ဝင်စားတယ်ဆိုတော့မစ်ဆွေအာဒီအေးရဲ့အခု 6.6လောက်ရှိတဲ့အတိုးနှုန်းကနေ3.5လောက်ရမယ်ဆိုရင်တော့အင်မတန်မှကောင်းတာဖြစ်တယ်ဆိုတော့ဒီအိမ်ကိုဝယ်မယ်ဆိုရင်တော့25နှစ်နှစ်30ဆာချွတ်ချုပ်စရာမလိုဘဲနဲ့24နှစ်ဆာချွတ်ချုပ်ရမှာဖြစ်တယ်ပြီးတော့အတိုးကအာအတိုးကလည်း monthly payment က1600ပဲဖြစ်တယ်1600နဲ့ပေးရမယ်ပြီးတော့ down payment ကတော့နည်းနည်းများပါမယ်เนาะအတိုးကတော့3.5%နဲ့ရမှာဖြစ်ပါတယ် တကယ်လို့မဆိုစိတ်ဝစားနေဆိုရင်တော့ဒီ A ကိုဖက်ဆန်ရှိတယ်ခုဘလက်ထဲမှာ38000လောက် down payment ရှိတယ်ဆိုရင်ဒီ A ကိုဝယ်လို့ရမှာဖြစ်ပါတယ်ပေါ့နော်ဒီ A ရဲ့ပေါက်ဈေးက38000ဖြစ်တယ်ဆိုတော့မိတ်ဆွေစိတ်ဝစားနေဆိုရင်တော့ကျွန်တော်ဆက်ပြောလို့ရပါတယ်ဒီ A ကိုနဲ့ပတ်သက်ပြီးမှကျွန်တော်ကောင်းကောင်းလေးအာဝယ်ချင်တယ်လို့ပေါ့အဓိကတော့ဝယ်ချင်တယ်လို့ရှိရင်တော့ဝယ်မယ် down payment နဲ့3သိန်းလောက်ရှိတယ်ဆိုရင်တော့3.5%နဲ့3.5%နဲ့3.5ရက်ခံနှုန်းနဲ့ဒီ A ကိုရမှာဖြစ်ပါတယ် အနှစ်ကတော့24နှစ်25နှစ်ပေါ့25နှစ်ဇာချုပ်နဲ့အာမတ်လီပေးမန့်ကတော့1600ပဲဖြစ်မှာဖြစ်ပါတယ်1600လောက်ရှိမှာဖြစ်ပါတယ်ပေါ့နော် okay စေဝစားနေဆိုရင်တော့ပတ်စံရှိတယ်ဆိုရင်တော့ဒီဝယ်ဘိုးဆိုရင်တော့ဒီအိမ်က Virginia မှာရှိတာဖြစ်တယ် Virginia Mechanicsville မှာရှိတယ်ចောင်းကိုကျွန်တော်တစ်ချက်ပြမယ်နော်ဒီចောင်းရဲ့ဒီចောင်းရဲ့ဒီဒီအေးရဲ့ចောင်းကိုကျွန်တော်တစ်ချက်ပြမယ်နော်ဒီအေးရဲ့ចောင်းကိုကျွန်တော်တစ်ချက်ပြမယ် ဒီ A အကြောင်းကိုတစ်ချက်ကျွန်တော်ပြမယ်နော်ဒီ A အကြောင်းကိုတစ်ချက်ပြမယ်ဆိုရင်ဒီမှာအကြောင်းကတော့အရင်ကောင်းတယ်နော်အကြောင်းကတော့အရင်ကောင်းတယ်ဒီမှာဒီမှာအကြောင်းနော် Mechanics for Elementary School အာ Chicken Monument School ရယ် Allen High School နော်ဒီမှာတွားရမှာဖြစ်တယ်ပေါ့နော်ဒီနားမှာတွားရမှာဖြစ်တယ်နော်ဒီနားမှာတွားရမှာဖြစ်ပါတယ်ဆိုတော့အကြောင်းလည်းကောင်းတယ် စိတ်ဝင်စားတယ်ဆိုတော့ကျွန်တော်လောဝလောဝလောဝလာဆက်တွေ့ပြီးမှမေစီတို့အာကျွန်တော်ဒီ Facebook နဲ့ PP ဒီအာ YouTube ကနေဆက်တွေ့လို့ရပါတယ်ဆိုတော့အေဝချင်းလို့ရှိရင်တော့3.5% 3.5ရခိုင်ခန့်တော့ဘင်းချေအခုချိန်မှာဘင်းနေရာမှာမရနိုင်တဲ့အတိုးနဲ့ရမှာဖြစ်တယ်ဆိုတော့အေဝေပတ်စံရှိပြီးမှအေကို channel လို့ရှိလဲဒီဟာလေးကို share လုပ်ပေးချင်တာပြီကိုကြီးကြပါလို့ပြောရင်းနဲ့ဒီမှာပဲနေကိုချုပ်ချင်ပါတယ်နောက်မှပြန်တွေ့ကြမယ်ကျေးဇူးပဲနော်